အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဟင်းချက်မဲ့စီစဉ်မှာတော့အခုရာသီနဲ့လိုက်ဖတ်တဲ့သခွားတိတုပ်လေးတို့ပြသွားပါမယ်။လိုအပ်တဲ့ပစ္စည်းတွေကတော့သခွားတိ၊ငရုတ်တိစိန်၊ပင်စိန်၊ကြက်တော်နီ၊သံမြတိတို့ပဲဖြစ်ပါတယ်။အရင်ဆုံးသခွားတိကိုအခွန်ခွာပြီးတော့ချစ်ပါမယ်။ ရွာကတော့တခွားသည့်အစ်စီပါထဲတုပ်ပါတယ်ဒါပေမဲ့တချို့ကတော့ထဲမတုပ်ပါဘူးကျွာကတော့တခွားတီကိုနှလုံးသုံးထားပါတယ်

င်းတော့နေလိုက်ရုံပါပဲရှင်အရသာလေးအပေါငံမြည်ကြည့်ပြီးတော့လူရာလေးထထဲ့ရုံပါပဲအဲ့ဆိုရင်တော့အခုရတီနဲ့လိုက်ဖက်တဲ့သခွားတိတူလေးရပါပြီရှင်။အရင်လဲလွယ်ကူပါတယ်လိုရတာလဲအပေါပေါပါလီနဲ့လုံနိုင်တာမဟုတ်လို့အိမ်မှာဘာချက်မလဲမသိဘူးစဉ်းစားနေရတယ်ဆိုရင်တော့အခုသခွားတိတူလေးတုပ်စားကြည့်ဖို့အတွက်ပြောချင်ပါတယ်ရှင်။ဆောင်းရီကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။